လီဗာပူးသားတကယ်ကောင်းရင်အာစနယ်အစီအတန်းကတတိယဒန်းစားပဲဆိုတော့အင်္ဂလန်လင်းမူပရိသတ်များလုံးမဲ့မင်္ဂလာပါများအာစနယ်လေဂျင်ဟပ်ကတင်ဆက်နေပါတယ်အာစနယ်ဒီနှစ်ပရီးမီးယားလိချန်ပီယံဖြစ်နိုင်လားဖြစ်နိုင်ချေရှိပါတယ်သူတို့ဟာအမတ်တချို့အသားစီးရထားပါတယ်ခင်ဗျားကြားတဲ့သူကိုသွားမေးရင်အခုချိန်မှာအာစနယ်ကချန်ပီယံစုအတွက်ရေပန်းအစားဆုံးလို့ဖြေကြမှာပါသူတို့ကအမတ်အများကြီးရောက်မယ်လို့ကျွန်တော်မမြင်မိပါဘူးတကယ်လို့အာစနယ်ရဲ့မန်စီးတီးလီဗာပူးကိုအမြင့်ဆုံးဖော်မှာမြင်ကြည့်ကြမယ်ဆိုရင်တော့အာစနယ်ကတတိယအဆင့်လောက်ပဲရှိပါလိမ့်မယ် ခြေစွမ်းမြင့်ဆုံးမှာလီဗာပူးကအတင်းတိုင်းကိုတောက်ချလိုက်လို့ရပါတယ်။မန်စီကလည်းထိုနည်းတူပါပဲလို့လီဗာပူးတိုက်စစ်မှုကောင်ဖြစ်သူအင်္ဂလန်လင်းမှု Michael Owen ပြောလာခဲ့တာဖြစ်ပါတယ်။ Owen ပြောလိုက်တဲ့စကားဟာပရိသတ်ကြီးအားမှညင်းပွားစရာကောင်းတဲ့ကိစ္စတခုဖြစ်လာခဲ့ပါတယ်။ Owen ကသူ့ရဲ့ဆိုကိုရှင်းပြတဲ့အခါခြေစွမ်းမြင့်ဆုံးမှာလီဗာပူးကအတင်းတိုင်းကိုတောက်ချလိုက်လို့ရပါတယ်။မန်စီကလည်းထိုနည်းတူပါပဲဆိုပြီးတော့ပြောချလိုက်ပါတယ်။ခြေစွမ်းမြင့်ဆုံး Peak Form ဆိုတာပါပါလိမ့်။အဝင်ပြောတဲ့အကောင်းဆုံးပုံစံဆိုတာကအတင်းတင်းရဲ့ဆွဲရည်အပြေအဝါထွက်ပေါ်နေတဲ့အခြေအနေကိုဆိုထားတာဖြစ်ပါတယ် ကစားမရီအားလုံးထင်ရပြဿနာကင်းရှင်းပြီးတော့စိတ်သက်ခိုင်မာနေ့စဉ်အပြေးအဝလိုက်နာနိုင်ပြီးအရေးချင်းတွေအမြင့်ဆုံးထွက်ပေါ်နေတဲ့အချိန်တွေဖြစ်ပါရီလီဘောင်းနဲ့မန်စီတိုကဒီလိုအချိန်တွေမှာရောက်ရှိတဲ့အခါမှာသူရဲ့တိုက်စစ်အားသာချက်ခံစစ်ခိုင်မာမှုအရှုံးမပေးတဲ့စိတ်သက်တွေကြောင့်ပြည်မြတ်တင်းတွေကိုဖိအားပေးနိုင်စွမ်းရှိတယ်ဆိုတာအိုဝင်ကယုံကြည်နေတာဖြစ်ပါရီလီဘောင်းကတော့ကလော့လက်ထက်တုံးကအချိန်တွေအတိုင်းရဆိုရင်တော့အိုဝင်ပြောတာဟုတ်ကောင်းဟုတ်နိုင်ပေမဲ့ဆလော့ရဲ့လက်ထက်မှာတော့အသင်းကိုပြန်လည်တိစောက်နေရတဲ့ပုံမှာပဲ ီနေ့ရသည်မှာဆိုရင်အတင်းရဲ့ခြေစွမ်းပိုင်းကတိတိတသာကိုစိုးဝါနေပြီးတော့ကစားမားတွေရဲ့စိတ်တက်ပိုင်းဆိုင်ရာမှာလည်းအားနည်းချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့လီဗာပူးစီမှာထိတ်တန့်ကစားမားတွေအများကြီးရှိနေသေးတယ်ဆိုတာကိုတော့လက်ခံပါတယ်။မက်ဆီကတော့ချန်ပီယံစုကိုဘယ်လိုရယူရမလဲဆိုတာကိုကောင်းကောင်းသိထားတဲ့အသင်းဖြစ်ပါလေ။အဲဒါကြောင့်လည်းရှင်းနေနေမှာတော့ငါတို့ဟာအာဆင်နယ်နောက်ကနေကြော်တက်ပြီးတော့အာဆင်နယ်ကိုနောက်ောက်ချကအမပီဖလားကိုနှစ်ကြိမ်တိုင်တိုင်ရယူပြထားခဲ့တာဖြစ်ပါလေ။လီဘောင်းနဲ့မက်ဆီတို့ကချန်ပီယံလိဖလားရဖို့အတွေ့အကြုံကြီးမားပြီးတော့ဖိအားများတဲ့ပွဲတွေမှာစိတ်သက်ခိုင်းမာကြပါလေ။ ဒီသဖြင့်တော့ယာစီစုံပိုင်းပွဲစဉ်တွေများလာတဲ့အချိန်မှာသူတို့ကအမားနေနေနဲ့ယက်တီနိုင်ကြတဲ့အစွမ်းတတိရှိကြပါတယ်။အာစနယ်ကတော့အာဒီတာရဲ့လက်ထက်မှာတိုးတက်လာခဲ့တာမှန်ပေမဲ့ချန်ပီယံစုတိုက်ပွဲနဲ့ပတ်သက်လို့အတွေ့အကြုံပိုင်းမှာတော့အားနည်းချက်တွေရှိနေသေးတယ်ဆိုတာကတော့ဝန်ခံရမှာပါ။ဒါမဲ့အာဒီတာကဒါကိုတစ်နှစ်ထက်တစ်နှစ်ခြေလမ်းမှန်မှန်နဲ့ပြင်ဆင်လာနိုင်ခဲ့တာကိုလည်းထည့်ပြောမှပဲတရားမျှတပါလိမ့်မယ်။အဲဒါကြောင့်အိုဝင်က2023ယာစီမှာအာစနယ်ကချန်ပီယံစုအတွက်မက်ဆီနဲ့ရှင်ပြိုင်ခဲ့ရပြီမြေရာသီစုံပိုင်းမှာစိတ်တက်ကြဆင်းပြီးတော့အမှတ်တွေရောက်ခဲ့ရတာကိုသူထောက်ပြခြင်းတော့ဖြစ်နိုင်ပါ रे လက်ရှိရာဒီမှာတော့အာစနယ်ကအံ့ဖွယ်ကောင်းတဲ့ပုံစံနဲ့ကစားနေပါတယ်။သူတို့ကပရီးမီးယားလိမှာထိပ်ဆုံးနေရာမှာရှိနေပြီးတော့လီဗာပူးနဲ့မန်စီးတို့ကိုပြည့်ပြည့်တတ်တတ်ဦးဆောင်နေပါတယ်။မန်စီးကို၄မှတ်ပြတ်လီဗာပူးကို၈မှတ်ပြတ်နဲ့ဖြစ်ပါတယ်။နောက်ပြီးတော့အာစနယ်မှာတိုက်စစ်ဟာအလုံးကောင်းနေပြီးတော့ခန်းစစ်မှာလည်းခိုင်မာနေတာဖြစ်ပါတယ်။ဒီလိုပုံစံကစားနေတဲ့အာစနယ်ကိုတတိယအဆင့်လို့ပြောတာကမတင်တော်ဘူးလို့ပြောရမှာဖြစ်ပါတယ်။အာဒီတာလက်ထက်မှာအံ့ဖွယ်ကောင်းတဲ့တိုးတက်မှုတွေရှိခဲ့ပါတယ်။သူတို့ရဲ့ကစားဟန်စနစ်ကစားမားရဲ့ရည်ချင်းစိတ်ဓာတ်ခိုင်မာမှုတွေဟာရခင်ကားတဲ့ပုံပြတော့တိုးတက်လာခဲ့ပါတယ်။ ီလိုတိုးတက်နေတဲ့အာဆင်နယ်ကိုတတိယအဆင့်လို့ပြောတာကသူရဲ့တိုးတက်မှုကိုလေးမထားဘူးလို့သတ်မှတ်နိုင်ပါ रे အဲဒါကြောင့်အိုဝင်းရဲ့ဇကားတွေဟာလက်ရှိဖြစ်ပျက်နေတာတွေနဲ့တိတ်ပြီးတော့မလျော်ညီပဲနဲ့လွန်ခဲ့တဲ့၃နှစ်လောက်တုန်းကချင်းတွေကိုပြန်ပြီးတော့မှအစာဆွဲထုတ်နေတာလို့ပဲဆိုရမှာဖြစ်ပါ रे အင်္ဂလန်လင်းမှုတောင်မှာဟိုဘက်ရက်ကွက်နဲ့ပေါင်းပြီးတော့သမိုင်းလေးတွေပြန်လည်တက်နေပြီပဲညီကတို့ကရောလင်းမှုရဲ့ဇကားတွေပေါ်မှာဘလို့မြင်ကြလဲခင်ဗျဟီဟာလေးလှုပ်ပေးသွားကြပါဦးခင်ဗျာအဆုံးထိလိုက်ပါကြီးစုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ